အခုအောက်တိုဘာလ၄ရက်နေ့ကမကွေးတိုင်းဒေသကြီးပခုတ်ကူမျိုးကရေလုတ်သားတွေဟာအေယော်ရီမြစ်အတွင်းငါဖန်ခွင့်နဲ့ပတ်သက်ပြီးတော့ဆန္ဒပြခဲ့ကြပါတယ်ဒီသတင်းကိုတော့ဦးမြင့်နိုင်ပြပို့ထားပါတယ်ရှင်ပခုတ်ကူမျိုးဘုံမထတော်ကြီးစားတဲ့ကန္နာရက်ကွက်ကဒေသခံရေလုံသား150ကျော်လောက်ကငါးဖန်ကရိယာများလိုင်စင်ချထားပြီး AR မြစ်တလျှောက်ရေလုံသားများလွတ်လပ်စွာလုကင်နိုင်ရေး မကွေးတိုင်းဒေသကြီးငါးလုံးငန်းဥပဒေနဲ့အညီရေလုံသားများလောက်ကင်ကွန်ရရှိရေးစားတဲ့တောင်းစီချက်တွေအပါအဝင်တောင်းဆိုချက်၅ချက်ကိုတောင်းဆိုဆန္ဒပြခဲ့ကြတာပါ ဆန္ဒပြသူရေလုံသားတွေအနေနဲ့အရင်ကကရိယာလိုင်းစင်းတဲ့အေယာဝတီမြစ်အတွင်းမှာငါးဖမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။အင်းလီလန်ဆိုတဲ့နေရာမှာအေယာဝတီမြစ်လဲပါနေတာကြောင့်ရေလုံသားတွေအတွက်နင်းနာမှုတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်ခေအစီအစဉ်လက်ထက်ကကျွန်တော်တို့လိုင်းစင်းနဲ့လောက်ရပါရဲ့။လိုင်းစင်းနဲ့ကျွန်တော်ဒီမှာပါပါအဲဒီလိုင်းစင်းကိုထပ်ထည့်ပြီးတော့ဒီကောင်းနဲ့အင်းထည့်ပြီးတော့တစ်ထားပါဘူး။ကျွန်တော်ရေလုံသမားတွေကနှစ်ပေါင်းများစွာခါရပါရဲ့။ခုဆိုလို့ရှိရင်စောင့်နေလဲကျွန်တော် ဘယ်လိုလဲမှာဆက်ဆက်ဖြစ်နေပါရဲ့အခုခု KAI ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူကိုဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရမှာရေလုံသားတွေလောက်ကင်ခွင့်လိုချင်နေတဲ့ ARD မြကြောင်းတစ်လျှောက်ပခုတ်ကူနယ်မြေမှာအင်းတွေတင်းနာတွေနဲ့ကြီးပြည့်နေပြီးဘုံငါးဖန်းခွင့်တတ်မှတ်နိုင်တဲ့ ARD မြပြင်ကတော့ရှိပေမဲ့မြို့နဲ့ဝေးနေတယ်လို့ဆိုပါတယ်။အဲသူက ARD မြကြောင်းတစ်လျှောက်ကိုဟလာသူကကရိယာလိုင်စကွန်နဲ့လုတ်ချစ်တယ်ဆိုတာက ARD မြကြောင်းမှာကျွန်တော်တို့ပခုတ်ကူခဲတခုလုံးအကုန်လုံးမြစ်တွေ အင်းနေတင်တာတွေကြီးပဲဖြစ်ပါတယ်အဲ့တော့အင်းနေတင်တာတွေအတွင်းမှာကျွန်တော်တို့ကကရိယာလိုင်စင်ချလို့ရအောင်အဲ့တော့ကြာရည်ရှင်ကလုပ်ငန်းရည်ပြီဆိုတာကျွန်တော်တို့ဟုတ်လားကရိယာလိုင်စင်ကိုလည်းလောက်ရတယ်ဘုံငါးခန့်ကိုဆိုလို့ရပါအဲ့ဒါဘခုပုံမှာဆိုရင်ကျွန်တော်တို့ဒါလမ်းရွာစစ်ပင်လို့ဝါသီဆက်ယုံနာအတွက်မှာရှိတယ်အဲ့ဒါကြောင့်လည်းတို့ကဝေးလို့သွားမလို့ဖြစ်တယ်အဲ့တို့နီးတဲ့နေရာလုံးချင်ပါတယ်ဆိုရဲဟာကြာတယ်တော့လေကျွန်တော်တို့ကအင်းနေပြီတော့ရှောက်ဟုတ်လားတတ်မှတ်ထားတဲ့ရည်ရင်းဖြစ်တယ် ပခုံးကူမျိုးကရေလုံသားတွေအနေနဲ့အခုလိုငါးဖမ်းခွင့်တောင်းခဲ့တာကုန်ခဲ့တဲ့2012ခုနှစ်ကတည်းကဖြစ်ပါတယ်။လက်ရှိမှာသူတို့အနေနဲ့အေအော်ဒီမြို့လိုယူဆထားတဲ့နေရာမှာငါးဖမ်းတာကြောင့်ပစ္စည်းတွေအသိမ်းခံထားရတာတွေလည်းရှိနေပါတယ်။ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ။